တက်မတော်ထံနဲ့လွှဲပြောင်းတက်မတော်ကလွှဲပြောင်းရယူထိန်းချုပ်ထားတဲ့လာရှိုးမှာတဲ့စာတင်ကြောင်းတွေအလုံးကြီးပါပြန်ဖွင့်မှာဖြစ်ကြောင်းဒေသခံတွေဆီကသိရတယ်တဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ channel မှာကြိုဆိုပါတယ်ကျွန်တော်တို့ channel ကနေ့စဉ်တဒန်းထူတဒန်းကုတ်တွေကိုတစားပြနေတာကြောင့်ကျွန်တော်တို့ channel ကို subscribe လုပ်တာပြီးကိုတောင်းဆိုချင်ပါတယ်ကျောင်းပြန်ဖွင့်မယ်မေလ22ရက်နေ့ကျရင်ကျောင်းအပ်လက်ခံမယ်တဲ့ကျောင်းတွေအခုတော့တန်ရှင်းရေးတွေတော့လုပ်နေပါပြီတဲ့ တော်တော်တော့ပြီးသွားပြီဗောတဲ့လူခလေးမိခင်တယောက်ကပြောတယ်တဲ့တချို့เจ้าတွေကနည်းနည်းပါးပါးပျက်စီးသွားတာတွေရှိပေမဲ့ကြံတဲ့เจ้าတွေမထိထားတဲ့เจ้าတွေအဓိကထားပြီးတော့ဖွင့်မယ်လို့သိရလို့သူကပြောတယ်တဲ့เจ้าဆရာဆရာမဝန်ထမ်းတွေကိုတော့တဲ့မနေ့ကမေလ15ရက်နေ့နောက်ဆုံးထားပြီးလာခိုင်းထားတယ်တဲ့လို့သူကရှင်းပြတယ်တဲ့လာရှိုးမျိုးပါမျိုးပေါ်ရက်ွက်12ရက်ွက်ရှိပြီတော့တဲ့စာတင်ကြောင်းပေါင်း39ကြောင်းရှိကစာတင်လို့မရအောင်လုံးဝပျက်စီးသွားတဲ့ကြောင်းက ငါးချောင်းရှိတယ်လို့ဌာနဆိုင်ရာနဲ့နှီးဆက်သူတွေကပြောတယ်။အဲ့ဒီပြက်စီးသွားတဲ့ချောင်းငါးချောင်းကချောင်းသူချောင်းသားတွေကနှီးဆက်ရချောင်းတွေနဲ့တွဲပြီးတော့တက်လို့ရမယ်လို့သိကြောင်ပြောတယ်တဲ့။လာရှိုးကတက်ကသူတွေကတော့မဖွင့်နိုင်သေးတာကြောင့်နဲ့တောင်ကြီးမှာတက်ရအောင်မှဖြစ်ပြီးတော့လာမယ့်နှစ်လောက်မှဖွင့်မယ်လို့ယူဆရတယ်တဲ့။ပညာရေးဝန်ကြီးဌာနကတော့2025 2026ပညာသင်နှစ်မှာအခြေခံချောင်းတွေအခြေပညာအခြေခံပညာချောင်းတွေချောင်းလာကမိဘဆရာအတင်းကြီး ရှာရေးကိရိယာကြီးနဲ့စာကြည့်တိုက်ကြီးအပါအဝင်မြည်သည့်အခကျင်းငွေကိုမျှလုံးဝမကောက်ခံကြအောင်အတိပေးထုတ်ပြန်ကြေညာထားပါတယ်တဲ့ဒါအပြင်သူငယ်တန်းကနေပြစ်စမာတန်းအထိကျောင်းသုံးပုံလေးစာအုပ်တွေအပြင်နဲ့ဗလာစာအုပ်တစ်ဒါဇင်ခဲတံ၄ကျောင်းကျောင်းဝတ်စုံတစ်စုံစီအခမဲ့ထောက်ပံ့မှဖြစ်ကြောင်းဖော်ပြထားပါတယ်တဲ့အထမတန်းကနေဒွါရဒွါရတမတန်းအထိကျောင်းသုံးပုံလေးစာအုပ်တွေအပြင်နဲ့ဗလာစာအုပ်တစ်ဒါဇင်ဘောပင်၂ချောင်း ခဲတဲ့နှစ်ချောင်းအခမဲ့ထောက်ပံ့မှာဖြစ်ကြောင်းလဲသိရှိရပါတယ်ဆိုပြီးတော့ဒေတာကန်တူကပြောတယ်ဆိုပြီးဒီလိုမျိုးရေးတာပေါ့နော်ဒီလိုရေးတာဆိုတော့ဒါကဘာလဲဆိုတော့ဒီချိန်မှာလာရှိုးကိုပြန်သွားတဲ့မြို့ကန်တွေအရန်ပျော်နေမှာပဲကျွန်တော်တို့သူတို့နေရာမှာဝင်ခန်းစားကြည့်မိတယ်။ဘာကြောင့်လဲကိုအိုးကိုရင်ကိုပြန်ရတယ်။တစ်ချိန်တုန်းကငိမ့်ညမ်းမှုရဲ့အရသာကိုခန်းစားခဲ့ရပေမဲ့စစ်ပွဲတွေကြောင့်သူတို့ရဲ့ဟလာအိုးအိမ်တွေနေရက်ဒေသတွေ သူတို့ရဲ့ left ones ခေါ်မှာပေါ့ချစ်တဲ့သူတွေဒါတွေကိုစွန့်ခွာပြီးတော့ထွက်ပြေးကြရတယ်သူတို့အနေနဲ့သူတို့ဒေသမှာနောက်တစ်ခါဒီလိုမျိုးစိုးရွားတဲ့စစ်ပွဲတွေမဖြစ်ရေးအတွက်သူတို့အနေနဲ့ဒီစစ်ပွဲတွေရဲ့အနိဋာယုံတွေကိုအများအားတတိယနေရမယ်လို့ကျွန်တော်ဒီလိုသုံးသတ်တယ်ဒီလိုသုံးသတ်တယ်နော်ဒီလိုအဲ့လိုပဲတခြားဒေသမှာရှိတဲ့လက်နက်ကင်တွေအနေနဲ့လေကိုယ့်ရဲ့နိုင်ငံရေးပြဿနာတွေ ကိုယ့်ရဲ့ဒေတာဆိုင်ရာပြဿနာတွေကိုလက်ရှိနိုင်ငံတော်အစိုးရနဲ့ညှိနှိုင်းနိုင်နိုင်နဲ့နော်စောင့်ရွက်ပြီးတော့ရှေ့ဆက်သွားကြည့်ကြည့်နေလို့ကျွန်တော်ဒီလိုသုံးသပ်တယ်ဗျာ။ဘာကြောင့်လဲတိုင်းသူကိုတိုင်းသူပြည်သားတွေပဲဗျာ။နော်ကျွန်တော်ဒီလိုပဲသုံးသပ်။ဘာကြောင့်လဲကျွန်တော်ရောက်ဖူးပါကျွန်တော် KNU တက်မှခုနှစ်တို့ပါရောက်ဖူးတယ်။ဒီ time မှာရှိတဲ့ဒုက္ခတွေစခန်းတွေကျွန်တော်ရောက်ဖူးတယ်။အုံဖြံတို့မေလာတို့နော်ရောက်ဖူးတယ်။သူတို့ဘဝတွေကမလွယ်ပါဘူး။မလွယ်တိုင်းပြည်တစ်ခုငြိမ်းချမ်းမှု ပြတ်ပြားသွားပြီ ဆိုရင်အရင်ဆုံးဒုက္ခအနေတွေကိုခံစားရတာက အောက်ခြေမှာရှိတဲ့အခြေခံဆင်းရဲသားလူတန်းစားပဲဗျကျွန်တော်ပြောချင်တာအဲ့တော့ဒါတွေကလည်းဗျပြောရလို့ရှိရင်ဟလာဒုတိယကမ္ဘာစစ်ကြီးပြီးလဲကောဒီလိုမျိုးစစ်ပွဲရဲ့အနိဋ္ဌာယုံတွေပုံသဏ္ဍာန်အမျိုးမျိုးနဲ့ကျွန်တော်တို့ရုပ်ရှင်တွေမှာမြင်ခဲ့ရတယ်မြန်မာနိုင်ငံသားတွေဆိုလို့ရှိရင်ဟလာဒီကရင်နဲ့တပ်မတော်နဲ့တိုက်ပွဲတွေ KIA နဲ့တပ်ပွဲတွေဒါတွေအကုန်လုံးခံစားခဲ့ရပြီဗျအဲ့တော့ကျွန်တော်တို့ကဘာကြောင့်စစ်ပွဲတွေနဲ့ပြဿနာတွေကိုဆက်ပြီးတော့ရှင်းနေမှာလဲကျွန်တော်ပြောချင်တာအတိကဟလာကလေးတွေ မိမာတွေဒါတွေကအဓိကပိုခံတော့အောက်မှာရှိတဲ့စင်းရဲသားလက်လုတ်လက်စားလူတန်းစားတွေသူတို့တွေပိုခံရတယ်အဲ့တော့ကျွန်တော်တို့ကဒီနေရာမှာပြောချင်တာကကိုက journalist တယောက်လည်းဖြစ်တဲ့အတွက်ကျွန်တော်တို့ကစစ်ပွဲတွေရဲ့အနေထောင်တွေကောင်းကောင်းသိတယ်မှန်တယ်လေရင်နဲ့ဘုံကျဲတယ်ဆိုတာဒါအလွန်ကြောက်ဖို့ကောင်းတယ်ဒါပေမဲ့လည်းနိုင်ငံတော်အနေနဲ့ဒီနိုင်ငံတော်အကြီးအကဲတွေအနေနဲ့အမြဲတမ်းပြောတယ်ကျွန်တော်တို့အ ਨੇ ဆုံးအင်အားနဲ့ပဲအသုံးပြုထားတယ်ဆိုတာကဒီစကားလေးကပေါ့ပေါ့လေးပြောတာမဟုတ်ဘူး ဒီတက်အစတရားမကလုံးလို့ရတယ်နေချင်းညချင်းပြပြောရင်အဲ့မှာတရွာလုံးပျောက်သွားအောင် လုံးလို့ရတဲ့လက်နက်တွေရှိတယ်နိုင်ငံတော်နိုင်ငံတော်အစိုးရရှိတယ်ဒါပေမဲ့ကျွန်တော်ပြောမှမယ်ဒီလက်ရှိကာကြုတ်ကြီးကအများကြီးညတယ်ကျွန်တော်အဲ့မှာတစ်ခုပြောပြမယ်ခင်ဗျားတို့လက်ရှိတော့အမေရိကန်ပေါ့နော်အမေရိကန်မှာဒေါ်နယ်ထရန့် ဒေါ်နယ်ထရန့်အုပ်ချုပ်တဲ့ခေတ်မှာဒေါ်နယ်ထရန့်ကသူကသူ့သူ့ရဲ့ type ကသူ့မိသားစုနေတဲ့ type ကသူ့မိသားစုပုံစံမလို့သူရှိမှသားရှိတယ်သမီးရှိတယ်မိသားစု type လေးနေတဲ့အတွက်သူကသူ့နိုင်ငံကိုစဉ်းစားတဲ့ခါကျရင်သူ့မိသားစုပုံစံနဲ့စဉ်းစားတယ်ဥပမာဖြင့်သူ့ရဲ့သားဟလာ Brian ရှိမယ် Brian ចောင်းသွားတယ်ဟာမနမိုးလေးចောင်းသွားတယ်ဘာကြောင့်လဲသူကလည်းဘာနဲ့စဉ်းစားလဲဆိုចံတဲ့မိဘတွေရဲ့ကလေးတွေလည်းចောင်းသွားကြရမယ်သူတို့တွေလည်းအေးအေးချမ်းချမ်းနဲ့ចောင်းသွားကြရဖို့လိုတယ်ဆိုပြီးသူကဒီလိုစဉ်းစားတာ သူ့ရဲ့မိသားစုတိုက်ဖြစ်ပေါ်ပုံနဲ့နိုင်ငံကိုစဉ်းစားတာလက်ရှိဗိုလ်ချုပ်မူကြီးကလည်းဒီလိုပဲသူရှိမှာတားသမီးတွေရှိတယ်မိမိတွေရှိတယ်နောက်တစ်ခုကဗိုလ်ချုပ်မူကြီးကသူ့ရဲ့ family ကိုသူ့ရဲ့မိသားစုကိုပြောရမိသားစုစိတ်သက်ရှိတဲ့လူတယောက်နော်နိုင်ငံခေါင်းဆောင်တယောက်တည်းဆိုင်မိသားစုစိတ်သက်ရှိတဲ့လူတယောက်သူစကားပြောတာတွေသူ့ရဲ့အမူအရာတွေအားလုံးကိုကြည့်ရင်ကျွန်တော်တို့သိနိုင်တယ်အဲ့တော့သူနိုင်ငံတော်ကိုစဉ်းစားတဲ့အခါကျရင်သူ့မိသားစုပုံစံမျိုးသူစဉ်းစားတဲ့သဘောရှိတယ် သူ့ရှိမှာမြေးလေးတွေရှိတဲ့အတွက်သူ့မြေးလေးတွေចောင်းသွားကြတယ်မူဂျိုပဲဖြစ်ဖြစ်သွားကြတယ်ဆိုရင်ចံတဲ့လူတွေလည်းသူသွားသေးခြင်းပဲငင်းငင်းငင်းသွားသေးခြင်းပဲငင်းငင်းငင်းသွားသေးခြင်းငင်းငင်းငင်းတက်သေးခြင်းပဲအဲ့လိုမျိုးပေါ့ဟုတ်လားသူ့အနေနဲ့ဟုတ်လားငင်းငင်းငင်းသွားလာရဆိုလို့ရှိရင်သူဒီငင်းငင်းမှုရတာကိုចံတဲ့ပြည်သူတွေလည်းသူခံစားသေးခြင်းတယ်သူ့ရှိမှာဒီလိုမျိုးဒါကိုချင်းစာတရားလို့ခေါ်တယ်ဒါနိုင်ငံကြီးကတရားကိုချင်းစာတရားလို့ခေါ်တယ်ဆိုဒီလိုမျိုးอ่ะအဲ့တော့ကျွန်တော်တို့ကတစ်ကဘာလဲဆိုတော့ဘာကြောင့်ကျွန်တော်တို့ဟုတ်လားဒီနိုင်ငံရေးအာဃာတာတွေ ထားနေမှာလေကျွန်တော်တို့တိုင်းပြည်မှာအဲ့လောက်အမုန်းတရားကြီးလောက်တဲ့အဖြစ်အပျက်တွေမရှိပါဘူး။အာဂျပန်ခေတ်ကတခါရှိဘူးတဲ့အရာဝီတိုင်းမှာအဲ့လားဒီဂျပန်ရဲ့တစ္ဆာတော်ခံထားတဲ့မြန်မာတပ်မတော်သားတွေနဲ့ဒီကေဒီဘရောအင်္ဂလိပ်ရဲ့တစ္ဆာတော်ခံခဲ့တဲ့ကရင်တွေနဲ့အဲ့လားဒီဂျပန်ခေတ်ကြီးဖြစ်နေတဲ့အတွက်ညှိကြတဲ့ခါကျတော့အဲ့အရာဝီတိုင်းမှာကရင်ဗမာအထီးကျုံအကြီးကျယ်ဖြစ်တယ် ဒီထက်ကျွန်တော်တို့ရှိမှမဖြစ်ဘူးပါဥမာပါလက်စတိုင်းနဲ့အစ္စရေးဆိုတာတမိုင်းနဲ့ချီပြီးတော့ဟိုးတို့ဖျားတခင်လက်ထက်သေးကတယောက်နဲ့တယောက်ရန်သူတော်တွေဖြစ်နေဒီကနေ့အထိဒါမျိုးပေါ့အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့တိုင်းရင်းသားတွေကြားထဲမှာလူမျိုးစုတွေကြားထဲမှာနိုင်ငံသားတွေကြားထဲမှာအဲ့လောက်ကြီးမားလာတဲ့အမုံတရားမရှိဘူးအားလုံးကသပွဲပေါ်မှာဖြည့်ရှင်းရတယ်အားလုံးကဗဇက်နဲ့ဖြည့်ရှင်းရတဲ့အခြေအနေနေ မှန်တယ်အရင်အစိုးရအဆက်ဆက်တွေမှာတချို့ကိစ္စတွေမှာဟလာဒီဟလာလက်နက်မကင်ထားတဲ့လူဆိုရင် ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ကျဉ်းကျဉ်းတန်းတန်းဖြည့်ရှင်းခဲ့ရရှိတယ်ဟောလက်နက်ကင်ထားတဲ့အဖွဲ့အစည်းတွေကြလို့ရှိရင်အထူးအခွင့်အရေးပေးပြီးတော့ဖြည့်ရှင်းတာတွေရှိတယ်ဒါမျိုးတွေရှိခဲ့တယ်ဒါညင်းလို့မရဘူးနော်ပြီးခဲ့တဲ့အစိုးရထားပါတော့လို့မဆလာခစ်တွေဒီဘက်မှာဟလာနာဝတာခစ်တွေမှာစာနာပြရဲ့လူတွေကိုကြတော့ပုံစံတစ်မျိုးဆက်ဆံတယ်ဟောလက်နက်ကင်ထားတဲ့လူတွေကြတော့ပုံစံတစ်မျိုးဆက်ဆံအဲ့တော့လူတွေကဘာလဲဆိုတော့ လက်နက်ကင်မတာငါတို့လူရဝင်မယ်ဆိုတဲ့ဟာတွေထင်ကုန်ကြတယ်ရှိတယ်တချို့နိုင်ငံရေးအတိုင်းဝန်းရလူတွေကအဲ့တော့ဘာဖြစ်လဲဆိုတော့လက်နက်ကင်တယ်လက်နက်ကင်လိုက်တဲ့ခါမှာလက်နက်ကင်တဲ့အရသာကိုပါပြန်ထပ်တွေ့သွားပြီးတော့နိုင်ငံရေးပြဿနာတွေကဘယ်လိုမှရှင်းလို့မရတော့အဲ့တော့ကျွန်တော်တို့ပြောချင်တာကဒီဗိုလ်ချုပ်မှုကြီးဟာချိုခဲစီမြဲစီဂရီပေးပြီးတီးတယ်နောက်တစ်ခုကသူ့ဟာတိုင်းပြည်ကိုသူ့ရဲ့မိသားစုပုံစံသူတွေးတယ် သူမိသားစုပုံစံတွေးတယ်အဲ့လိုပဲသူတို့ကအတိုင်းမျိုးကိုစေတနာထားတဲ့အတွက်သူတို့ကိုလည်းပြန်ပြီးတော့မေတ္တာရောင်ပြန်စေခြင်းနဲ့သူတို့ပုံစံဒီဒီဘုဂျုံမူကြီးရဲ့ပုံစံကျွန်တော်တို့တေချာသိတယ်သူဘာလို့လဲသူနဲ့ကျွန်တော်အနီးကပ်တယ်ကျွန်တော်အနီးကပ်မြင်မှုသူမျက်နာကျွန်တော်လိုက်ကြည့်နေသူပြန်လိုက်ကြည့်တယ်သူတို့ကလားဟိုပြောပုံဆိုပုံမျက်နာအနေထားကျွန်တော်ဒါကြီးကြည့်တယ်သူကပြောရရင် အပေါ်ယံပြောတတ်တဲ့လူမဟုတ်စိတ်ထဲမှာမရှိရင်စကားမှမပြောတဲ့လူမျိုးဘုဂျုံမူကြီးရဲ့ပုံစံဆိုတော့ကျွန်တော်တို့ကဘာလဲဆိုတော့လက်ရှိအနေထားမှာက မှန်တယ်မြန်မာနိုင်ငံရဲ့ဝန်ထမ်းရန်နေရာလောကမှာတချို့ဟိုတိမ်းဆောင်းနေရာတွေရှိတယ်အဲ့ဒါတွေကိုတချို့ကိစ္စတွေကိုတော့အထက်ကချက်ချင်းမသိနိုင်ဘူးဒါပေမဲ့အထက်ကလူကြီးတွေမသိဘူးဆိုတော့မရှိဘူးမသိဘူးဆိုတော့မရှိဘူးသိရတိုင်းမှာဘာတွေဖြစ်နေတာအဓိက correlation တွေအများများနေတယ်အဲ့ဒါတချို့တရားဥပဒေစိုးမိုးပိုင်းမှာတွေအများကြီး correlation တွေရှိတာရှိတယ်ဒါတွေကလည်း မဖြည့်ရှင်းနေဘူးလားဆိုဖြည့်ရှင်းနေတယ်ဒါညင်းလို့မရဘူးဖြည့်ရှင်းနေတယ်မဖြည့်ရှင်းမဲနဲ့မဖြည့်ရှင်းရင်များပွားထသွားမှာကျွန်တော်ပြောချင်တာဖြည့်ရှင်းနေဒါပေမဲ့ဖြည့်ရှင်းတဲ့အတိုင်းကိုလည်းကျွန်တော်တို့ကသူတို့အနေနဲ့ပြည်သူလူထုကိုထုတ်ပြန်ဖို့ဆိုတာအတော်ခဲရင်တယ်တချို့ကိစ္စတွေမှာတက်ထဲမှာတက်တွင်းမှာရေးယူရပါရှိတယ်ရဲတပ်ဖွဲ့မှာဆိုလည်းဒီလိုပဲရေးယူရေးယူလိုက်ရတယ်ရှိတယ်အများကြီးပဲဝန်ထမ်းလောကမှာလည်းဒီလိုပဲဖြုတ်ထုတ်ထောင်ထဲထက်ဒီလိုလုပ်လိုက်ရတယ်အများကြီးရှိတယ်တက်မတော်မှာလည်းဒီလိုပဲရာရှိကြီးတွေဘုံမူကြီးအထက်တွေဖြုတ်ထုတ်ပြီးထောင်ထဲထက်သွား ပစ္စည်းပိုင်တာတွေအကုန်သိမ့်ဒါမျိုးတွေလောက်တာတွေရှိတယ်အဲ့တော့ကျွန်တော်တို့ကဘာလဲဆိုတော့လက်ရှိနိုင်ငံရေးခင်းချင်းကအားလုံးတက်ညီလက်ညီသွားအောင်တက်ညီလက်ညီသွားအောင်ပဲခင်းချင်းတဖွံ့ဖြိုးတိုးတက်မှုတွေလိုချင်တယ်ကိုလုံးနေတဲ့အလုပ်တွေကတလွဲတွေဆိုရင်မပြောတိုးတက်မှုကိုမရောက်နိုင်ဘူးဗျမရောက်နိုင်ဘူးအဲ့တော့ကျွန်တော်တို့ကမှန်တယ်အစိုးရကိုတိတ်အကောင်းကြီးပဲလက်တွက်နေလို့မရသလိုတိတ်အစိုးရကြီးပဲလက်မြင်နေလို့မရဘူးကျွန်တော်တို့ကဒါကိုကျွန်တော်တို့ကပြောချင်တယ် အကောင်းကြီးပဲဆိုတာတော့ဗျာဟာအစိုးရလုပ်တာကောင်းတယ်ကျွန်တော်တို့ပြောကြတာဟာခမရအစိုးရလုပ်တာကောင်းတယ်မဟုတ်ကျွန်တော်အစိုးရလုပ်တာကောင်းတာပြောတာမဟုတ်တက်မတော်ရဲ့လုံဆောင်ချက်တွေကကျွန်တော်တို့မသိနိုင်တက်မတော်ရဲ့စီးဟလာစီးမာပြီးပါလေနီးပြီးပါလေကျွန်တော်တို့မသိနိုင်မသိနိုင်တဲ့အတွက်ဒါတွေဟာတက်မတော်ဟာတချို့ကိစ္စတွေမှာရှုံးတယ်ဆိုတာလေအဲ့အရှုံးတူကြီးဖြစ်ရင်ဖြစ်နေမှာနိုင်တယ်ဆိုတာကြီးကလည်းအနိုင်တူကြီးဖြစ်ဖြစ်ဘာသူတို့ရဲ့မာပြီးပါလေကျွန်တော်တို့မသိနိုင်ဒါပြောအဲ့ကြောင့်ကျွန်တော်တို့ကဇွတ်စစ်ပွဲနဲ့စစ်စင်ရေးတွေနဲ့ပတ်သက်ရင်ဇွတ်မဝေဖန်ကြဘူးလို့လို့ ဒီဘက်မှာကတော့ corruption ပိုင်းနေနဲ့ပတ်သက်ရင်လည်းတချို့ဝန်ထမ်းကောင်းတွေရှိတယ်ဝန်ထမ်းကောင်းတွေရှိတယ်တကယ်ကို တိုင်းပြည်အတွက်ပြပြောရတချို့သူ uniform ဝိကတာကိုဘလို့ခေါ်မလဲဂုံယူလို့စစ်သားလုပ်နေတဲ့လူတွေရဲလုပ်နေတဲ့လူတွေဟလာထွေအုပ်လုပ်နေတဲ့လူတွေကြံတဲ့ဟလာလာဝကလုပ်နေတဲ့လူတွေရှိတယ်အဲ့တော့ကျွန်တော်တို့ရဲ့ပြောစကားတခွန်းကသူတို့ကိုစော်ကားသလိုမဖြစ်သွားဘူးလိုအပ်တယ်ဒါကိုကျွန်တော် ပြောနေတာအဲ့တော့လူမျိုးတွေမရှိလာရှိတယ် လူကောင်းတွေလည်းမရှိလားရှိတယ်အများကြီးပဲအဲ့တော့ကျွန်တော်တို့ကတည်င်းသမားဖြစ်တဲ့အတွက်ကျွန်တော်တို့ကတကယ်ဖြစ်လာပြီဆိုတဲ့ဟာတွေကြာရင်ကျွန်တော်တို့ကကွတ်တိဒီအချက်နဲ့လက်နဲ့တေချာရပြီဆိုရင်ကျွန်တော်တို့ကတိုင်းဆိုဒါတွေဖုံးဆက်ပြီးတော့တည်င်းလို့တာဒါမျိုးလို့တာအဲ့တော့ဒါကြောင့်မို့ကျွန်တော်တို့အများကြီးကျွန်တော်တို့ကဘောမနေရမဟုတ်ဘူးခင်ဗျားတို့ကျွန်တော်တို့ပြောတဲ့စကားတွေကိုတေချာနားထောင်ကြည့်ပါကျွန်တော်တို့မှာစကားလုံးအသုံးလုံးလေးတွေကကျွန်တော်တို့ရွေးချယ်ရတာရှိတယ်ကျွန်တော်တို့ဘောမစရာအကြောင်းမရှိဘူးမဘောမနေလို့လေကျွန်တော်တို့တော့ဘာခွင့်ရမှမရလားကျွန်တော်ပြောချင်တာနော်အဲ့ဒါလေးပြောကြအဲ့တော့ တို့တို့ငိမ့်ညာရေးမြန်မာနိုင်ငံရဲ့ငိမ့်ညာရေးရဲ့လာဘလူးခေါ်မလဲအနှစ်သာရကိုကြည့်ချင်ကျွန်တော်တို့ကလာရှိုးကိုသွားကြည့်ရမယ်သဘောရှိတယ်လာရှိုးမှာရှိတဲ့ပြည်သူတွေကငိမ့်ညမ်းခြင်းနဲ့တည်ငြိမ်ခြင်းနဲ့မတည်ငြိမ်ခြင်းအကြောင်းကိုကောင်းကောင်းသိတဲ့လူတွေဖြစ်တယ်လို့ဒါကြောင့်မလို့ကျွန်တော်ဒီဟာလေးကိုကျွန်တော်သုံးသပ်တာ